ဒီနေ့ထားရွှေသေးကတော့1650အတန်နဲ့ဈေးပိတ်သွားပါတယ်အားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က29ရက်နေ့ဆယ်လပိုင်း2020 5ခုနှစ်ညနေပိုင်းတိုင်းရွှေသေးကတော့1650တက်ပါတယ်96.500ကျင်းလို့ရှိတဲ့တိုင်းရွှေခဲ့စီဆိုင်ကရောင်းတဲ့ဈေးက6150ဒိုင်းရွှေခရပသားကိုဘန်ကုတ်ထဲမှာလက်က200ရှိပါတယ်လက်ကပစ္စည်းဒိုင်းရွှေခရပသားကို6150နဲ့ပေါင်းစည်းရှိပါတယ်ဒီနေ့ဒိုင်းရွှေခရပသားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က ရခိုင်နှုန်းပြန်မပြတ်ပဲ6,150နဲ့ပေါင်ဈေးတိုင်းပြန်ပြီးတော့လက်ခံပါပါ96.5ရခိုင်နှုန်းရှိတဲ့ထိုင်းရွှေလက်ဝယ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ငါရောင်းနေစီက6,2350လက်ဝယ်ရနိုင်လက်ခတွေကတော့ဘဏ်ကောက်ထဲမှာတပတ်သားကို1000ကနေ2000ဒီရှိနိုင်ပါတယ်မိမိဝယ်တဲ့ထည်ပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ထိုင်းရွှေလက်ဝယ်ရနိုင်တပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခန်းလုံးပြတ်အောင်မှာဖြစ်ပါတယ်900ခန်းလုံးပြတ်ပြီးတဲ့အပြင်ကိုဒိုင်းရွှေလက်ဝယ်ရနိုင်တပတ်သားကို9800ကျော်စီ နဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ၄၀၂၈နဲ့တိုင်းရွှေစီကိုတွက်ထားပြီးတော့ဒေါ်လာကိုတိုင်းမှန်ငွေ၃၀ဒသမ၂နဲ့တိုင်းရွှေစီကိုတွက်ထားတာဖြစ်ပါတယ်။၆၆ဒသမ၅ခန့်ရှိတဲ့တိုင်းရွှေခေတ်တစ်ပတ်သားကိုမြန်မာကျပ်ငွေ89သိန်း6,800ကျော်လောက်ဈေးနှုန်းရှိပါတယ်။66ဒသမ500ခန့်ရှိတဲ့လက်ဝယ်ရနာတစ်ပတ်သားကိုမြန်မာကျပ်ငွေ98သိန်း4300ကျော်လောက်ဈေးနှုန်းရှိပါတယ်။လက်ဝယ်ရနာရဲ့ဈေးနှုန်းတွေကတော့လက်ခံမပါသေးပါဘူး။ လက်ရှိမှာတော့ထိုင်းရွှေဈေးကအတက်ဈေးနဲ့ရှိနေတာဖြစ်ပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုရင်တော့လက်ကဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လက်ညွှတ်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်က၂၅ဘက်သားဒီဝယ်မယ်ဆိုရင်လက်ကအကုန်ကျမရှိပါဘူး။ထိုင်းရွှေဈေးငွေဈေးတွေကိုအမြဲတမ်းတင်ပေးပါရစေ။ထိုင်းရွှေဈေးငွေဈေးတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လိုက်လုပ်ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနေရကင်လို့ပေးရှင်နိုင်ကြပါစေ။